ညရကုန်းလမ်းမပေါ်ကတက်ခန်းတစ်ခုမှာခိုးဝင်ထိုင်သူတွေရှိရဆိုတဲ့ဆွဆွဲချက်နဲ့အမျိုးသားရေးလှုပ်ရှားသူတွေလို့နာမည်ခံထားတဲ့တန်ခါတချို့နဲ့လူတွေက ရက်ကတ်ထဲကိုစုဝေးရောက်ရှိလာခဲ့ပါတယ်။ရဲလောဝကနဲ့အဲ့ဒီသူတွေကလူတချို့ကတိုက်ခန်းကိုတက်ရောက်ရှောက်ဝေခဲ့ပြီးဘာမှမတွေ့ရပဲပြန်လည်ဆင်းလာပြီးနောက်မှာလာရောက်ကြည့်ရှုသူတွေကိုတိမ်မောင်းတာတွေရိုက်နှက်တာတွေဖြစ်ခဲ့ပြီးတော့ရက်ကတ်နေသူတို့ရိုက်ခံရပြီးစေုံတင်လိုက်ရပါတယ်။ ရက်ခွက်တဲ့ကလူတွေကပြန်လိုက်တဲ့အခါမှာအဲ့ဒီလူဟာထွက်ပြေးသွားပြီးတော့မင်္ဂလာတောင်မြို့ရက်စကန်ရှိမှာတွားရောက်လူစုခဲ့ပြီးရက်ခွက်ထရာသူတွေကိုအော်ဟစ်ဆဲဆိုတိမ့်မောင်းတော်တွေပြုလုပ်ခဲ့ပါတယ်။တိုင်းစင်ရက်တက်ဖွဲ့တွေအင်အားလာရောက်ဖြည့်ဆည်းပြီးတော့အော်ဟစ်ဆဲဆိုသူတွေကိုတားဆီးခဲ့ရပြီးအဲ့ဒီလူအုပ်ကြီးဟာကားတွေနဲ့ပြန်လည်ထွက်ခွာသွားပါတယ်။မင်္ဂလာတောင်မြို့မှာလူဖမ်းဖို့ရှိတယ်ဆိုပြီးလူအင်အားစုတာတွေကိုဖေဖော်ဝါရီလမှာအခင်းမဖြစ်မီတရက်လောက်အကြိုကလေးကရေးသားထားတာတွေရှိရလို့လည်းသိရပါတယ်ရှင်။ ကိုရက်ကိုဒီတာကိုမျိုးနယ်မှာဒီလိုပြဿနာတွေတော့လုံးဝမဖြစ်စေဘူး။အားလုံးကဒီကြမ်းကြမ်းကြီးကြီးကြမ်းကြမ်းနေတာအကောင်းဆုံးပါ။ကျွန်တော်တို့လိုလက်ဒီဒေတာကပါပဲ။ကျွန်တော်တို့ဒေတာပါလဲဟိုလူမျိုးရေးရဘာသာရေးရဖြစ်စေကြောင်းတဲ့တယောက်ဖြစ်တဲ့ထောက်တန်းစီလာလုံးဝမရှိဘူး။ဖြစ်လည်းမဖြစ်ခဲ့ဘူး။ကျွန်တော်တို့ဒေတာချင်းမှနေတဲ့လူအားလုံးကအားလုံးကြီးကြီးကြမ်းကြမ်းပဲတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့လူမျိုးမခွဲပါကမကနေကြတာအများအားဖြင့်ကြီးကြမ်းကြမ်းနေတာ။အဲ့လိုလေးပဲကြီးကြမ်းကြမ်းကြီးဒီသွားစီချင်တာပေါ့နော်။